စက်တလပိုင်းမှာတထင်းဖြစ်ကိန်းရှိတဲ့နေနန်ဒီထီချဲပေါက်ကိန်းရှိတဲ့နေနန်ဒီအကြောင်းကိုဆရာထူးမြောင်ကနေပြီးတော့အခုပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာတို့အခုဆိုရင်စက်တလပိုင်းကိုရောက်ရှိရောက်မှာဖြစ်ပါတယ်။ဆရာစက်တလပိုင်းဆိုတာကစက်တမီငိမ့်စီတဲ့လလို့လည်းခေါ်ပါတယ်။အဲ့တော့ဆရာအခု ပြောပြသွားမယ်နေနန်ဒီဟာတလပိုင်းကနေပြီးတော့2025ခုနှစ်တလပိုင်းကနေပြီးတော့10လပိုင်းအထိမှာ အပူတော့ကတွေများနေရင်တော့မှစတလပိုင်းနဲ့ရောက်လာပြီဆိုရင်အပူတော့ကတွေငိမ့်အေးလာလိမ့်မယ်အေဂျင့်မှုတွေရရှိလာလိမ့်မယ်စတမီငိမ့်လာပါလိမ့်မယ်ဆိုတာကိုဆရာကပြောခြင်းပါတယ်နော်ဆရာလူတိုင်းလူတိုင်းမှာအခြေရေးအိမ်ဆောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးနော်ငွေကြေးအတွက်အခက်ခဲတွေအပူတော့ကတွေများစွာရှိပါတယ်တချို့ဆိုအခြေရေးအပူတော့ကရှိတယ်တချို့ဆိုအိမ်ဆောင်ရေးအပူတော့ကရှိတယ်တချို့ဆိုရင် ဝေးကြီးနဲ့ပတ်သက်ပြီးအပူတော့ကတွေရှိတယ်အဲ့လိုအပူတော့ကတွေမှန်သမျှကတလပိုင်းကနေ10လပိုင်းထိမှကျန်ခဲ့ပြီးတော့17လပိုင်း7မီငိမ့်နေတဲ့ကာလာလေးရောက်ရင်ဒီအပူတော့ကတွေအားလုံးပပျောက်သွားလိမ့်မယ်ငိမ့်အေးလာလိမ့်မယ်เนาะအကုန်လုံးအဆင်ပြေလာလိမ့်မယ်ကိုယ်မှရှိတဲ့အခက်ခဲတွေအားလုံးလည်းပြေလည်လာလိမ့်မယ်ထီစုကြီးချဲစုကြီးပေါက်လာလိမ့်မယ်ကန်စမ်းမဲစုကြီးပေါက်လာလိမ့်မယ်เนาะငွေအလုံးရင်းဝင်လာလိမ့်မယ်စီးပွားရေးတွေတဟုန်တို့တစ်ချိန်တို့ ိုးတက်လာလိမ့်မယ်အလုတ်ကင်တွေအဆင်ပြေလာလိမ့်မယ်အယောင်းဝယ်တွေအရန်ကောင်းလာလိမ့်မယ်အကျွေးတွေရှိရင်တော့အကျွေးတွေအကုန်လုံးကျေသွားမယ်လလို့ပြောလို့ရတယ်ဆက်တလပိုင်းအကြောင်းကိုဆရာကပြောပြသွားမှာဖြစ်ပါတယ်ဆက်တလပိုင်းမှာဆရာခုပြောပြသွားမယ်နေ့နဲ့၅ခုပါဆိုရင်၁၇မိငိမ့်စီတယ်တထင်းဖြစ်မဲ့เนาะယတနာဘုံเนาะဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်เนาะဒီတီစုကြီးချဲစုကြီးတွေပါပေါက်မဲ့နေ့နဲ့၅ခုကိုဆရာကเนาะပြောပြပေးသွားမှာဖြစ်ပါတယ် နော်အရန်ချမ်းသာအောင်မြင်မဲ့ဇာတာကွင်ထဲကိုဆရာတို့ရောက်ရှိလာမဲ့နေ့နဲ့၅ခုပါဆိုရင်တနင်းကနွေနော်ဆရာကူပြပြသွားမဲ့တနင်းကနွေအင်ကဗုဒ္ဓဟူတောက်ကြကြာတာပရိဒီနေ့နဲ့၅ခုပါဆိုရင်စတက်လပိုင်းထဲမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်တထေးဖြစ်မဲ့ကိန်းရှိတယ်စီဝါရေးတွေတဟုန်တို့တိုးတက်လာမယ်လုပ်ငန်းအသစ်တွေလုပ်ရင်အောင်မြင်မယ် လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေပို့ပြီးတော့အဆင်ပြေလာမယ်အယောင်းဝယ်တွေအရန်ကောင်းလာမယ်ကိုယ့်ကိုကူညီစောင့်ရှောက်မဲ့သူတွေအများကြီးပေါ်လာမယ်မိကောင်းဆွေကောင်းတွေလည်းအများကြီးပေါ်လာမယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီငွေကိုအစုလိုက်အပြုံလိုက်အလုံးလိုက်အရင်လိုက်ကိုဝင်ငင်းရှိပါတယ်အဲ့တော့ဒီနေ့နဲ့၅ခုပါဆိုရင်၁၇လပိုင်းမှာကံအကောင်းဆုံးနေ့နဲ့၅ခုလို့ဆရာတို့ပြောလို့ရပါတယ်ဒီနေ့နဲ့နေရာ၁၇လပိုင်းမှာ စတမီလဲငိမ့်မှာဖြစ်တဲ့အတွက်ကို့မှာရှိတဲ့အပူတော့ကတွေတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟိုစတလပိုင်းနဲ့ရောက်တာနဲ့အပူတော့ကတွေငိမ့်ညမ်းလာလိမ့်မယ်အေဂျင့်မှုတွေကိုရရှိလာလိမ့်မယ်ကိုဘာပဲလုပ်လို့အခက်ခဲမရှိဘဲနဲ့အဆင်ပြေမှုတွေကိုခံစားပြီးတော့အဆင်ပြေမှုတွေကိုကြုံရတော့မယ့်နေ့နဲ့၅ခုပဲဖြစ်ပါတယ်။နော်ဒီနေ့နဲ့၅ခုပါဆိုရင်စတလပိုင်းထဲမှာကောင်းမှုကုသိုလ်တွေများများလုပ်သင့်တယ်။ဖျားတရားများများလုပ်သင့်တယ်။အလူဒါနတွေများများလုပ်သင့်ပါတယ်။ ဒီနေ့ငန်၅ခုဟာထူးထူးခြားခြားတွေ့ရတာတော့ဗောနော်အရန်ကောင်းတာတွေရှိသလိုစိုးတာလည်းတခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုရင်ကိုကနော်ဒီ line မော်ဟာတွေ့ရဗောနော်ဒီအောင်လန်းတို့ဒီစိုးစိုးဝါးဝါမကောင်းတဲ့အတတ်ပညာတွေနဲ့ဒီလှုပ်ထားတဲ့နော်ရတရားပုံစံတွေကိုသွားမလှုပ်ပါနဲ့နော်ကိုကအရန်ဟိုမှာအောင်မြင်တိုးတက်မဲ့အချိန်မှာကိုကိုကိုကန်နေသွားမဲ့အရာတွေလက်ပိတ်သွားမဲ့အရာတွေနော်လုံးဝမလှုပ်ပါနဲ့လက်ပိတ်သွားစေမဲ့အဆောင်တွေရှိရဲ့ဘေးရင်လောကမှာ လက်ပိတ်သွားမဲ့ယရိယာတွေရှိတယ်ဒီလိုမျိုးတွေလုံးဝမလုပ်ဖို့ဆရာပြောချင်ပါတယ်ကိုအောင်မြင်တိုးတက်တော့မဲ့အချိန်မှာမကောင်းတဲ့အရာတွေမကောင်းတဲ့စိတ်တွေနော်မကောင်းတဲ့အဆောင်ပစ္စည်းတွေမကောင်းတဲ့ယရိယာတွေကို မလုပ်ဖို့ဆရာကအဓိကမှာချင်ပါတယ်လုပ်ချင်တယ်ဆိုရင်ဆရာအရန်အရန်ဟိုမှာစတမီငိမ့်စေပြီးတော့ထူးခြားနေတဲ့ကုသိုလ်ပြုယရိယာကိုပြောပြပြီးသွားမှာဖြစ်ပါတယ်ဒီယရိယာကိုပြုလုပ်ပြီးပြီဆိုတာနဲ့ဆရာအခုပြောပြသွားမဲ့9နေနဲ့ရော9ရက်သာသမီအားလုံးရောလုံးလို့ရပါတယ် ဒီငါဒီအခုခုနပြပြသွားတဲ့ဒီနေ့နဲ့၅ခုကဒီရရအောင်ပြုလုပ်မယ်ဆိုရင်ဒီ၁၇လပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်တထင်းဖြစ်ကိန်းရှိတယ်စီးပွားတက်ကိန်းရှိတယ်ငွေလုံးရင်းဝင်ကိန်းရှိတယ်အကျွေးကြေကိန်းရှိတယ်အရောင်းဝယ်ကောင်းမှုရှိပါတယ်နော်အဲ့တော့ဒီရရအောင်တခြား9ရက်သာသမီရေလုံးလို့ရတယ်ဒီနေ့နဲ့၅ခုလည်းလုံးလို့ရပါတယ်နော်အဲ့တော့ဘာရရလဲဆိုရင်ဆရာတို့ပေါ့နော်တောက်တော်ရီ၁၇ခွတ်နော်ဒီဗီဒီယိုလေးကိုတွေးရနေရနေစပြီးရောစပြီးရောကတ်လို့ရပါတယ် ဆက်တက်လာပိုင်းရောက်မှကတ်ဆရာမလိုပါဘူးအခုကလေးကဆက်တက်လာပိုင်းအတွက်ဆရာတို့เนาะရီမန်းပြီးတော့ကတ်လို့ရပါတယ်ဆရာဆက်တက်လာပိုင်းမှာအစင်ပြေဖို့အတွက်စတမီငိမ့်ဖို့အတွက်ဆရာတို့တောက်တော်ရေ71ခွတ်စီမီ71တိုင်ကိုဆရာတို့အခုကလေးကစပြီးတော့ ပူဇော်လို့ရပါတယ်เนาะအဲ့ဒါကဆရာတို့ဒီ17လပိုင်းအခုစလုပ်တဲ့ဒီဗီဒီယိုတွေ့ရတဲ့နေရာနေစပြီးစလုပ်လို့ရပါတယ်နှစ်ပတ်တိတိလောက်ရမှာဖြစ်ပါတယ်ဒီရတရားကိုတွေ့ရတဲ့နေရာနေစပြီးတော့စလုပ်မယ်ပြီးတော့9ရက်ပြည့်ရနေကြရင်နောက်တစ်ခါထပ်လုပ်မယ်နှစ်ခါတိတိလောက်ရမှာဖြစ်ပါတယ်လောက်ရမှာကတော့တောက်တော်ရေ17ခွက်ရဲ့စီမီ17တိုင်ရဲ့ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ကတ်လူရမယ်အချိန်ရလဲမနက်7နာရီ7မိနစ်မှာကတ်ရမှာဖြစ်ပါတယ်တကယ်လို့မနက်ပိုင်းမှာမမီဘူးဆိုရင်ည7နာရီ 17မိနစ်မှာကတ်လို့ရပါတယ်တခါပဲကတ်ရမှာဖြစ်ပါတယ်မနက်ကတ်ဖြစ်ရင်ကတ်မနက်မကတ်ဖြစ်ရင်လည်းညဘက်ကိုကတ်လို့မယ်ပြီးရင်တန်မုတ်တွေကာတာကို17ခေါက်ဂုံတော်9ပါးကို17ခေါက်24ပစ္စည်းအချင်းကိုဆရာတို့17ခေါက်ရွတ်ပါမယ်အဲ့ဒါဆိုရင်17လပိုင်းတစ်လလုံး17မိနစ်ပြီးတော့အောင်မြင်ချမ်းသာမှုတွေရရှိမယ်တိုးတက်လိမ့်မယ်တစ်သိန်းဖြစ်မယ် နောက်ပြီးတော့ဒီ ठी ठी စုကြီးချဲစုကြီးပေါက်မယ်ဆိုတာကိုဆရာအာမခံပါတယ်ကိုမန်းမှာလည်းမိမိနေနံကိုရေးခဲ့ပေးပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာဆူတောင်းပေးပါတယ်အဲ့တော့ခொနီယာသားသမီးအားလုံးနောက်အခုလာမယ့်၁၇လပိုင်းမှာစတမီငိမ့်ကြပါစေချမ်းသာအောင်မြင်တိုးတက်ကြပါစေလို့ဆရာထူးမြတ်အောင်နေပြီးတော့ဆူတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်